လုံးမင်္ဂလာပါဒီနေ့တော့ကျောင်းကျောင်းကန်းတော်ပေါ့နော်အဲ့မှာရှိတဲ့ဒီယထာလန်းလေးယထာလန်းရွာလေးပေါ့နော်အဲ့ဆိုတာလေးမျိုးပါသူကဘယ်မှာရှိတာလဲဆိုတော့ဒီစောဆန်မှာရှိပါတယ်ဒီပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်အများဆုံးဒီပဲဒီစောဆန်ဆိုတော့ခုနကမျိုးဖြောင်းထက်တို့နော်ဒီစောဆန်တော့အဲ့မှာနေရရှိတဲ့မျိုးလေးပါသူကတော့ဒီယထာလန်းပေါ့နော် ယထာလန်ကတော့အသုံးရတာလေးရှိရတယ်။ဒီချိန်မှာအဲ့ယထာလန်ကိုအသုံးမပြုတော့ဘူးနော်။အသုံးမပြုရင်မှဒါလေးကိုအမှတ်တရနေတယ်သူတို့ဘယ်လိုလုပ်ထားလဲဆိုရင်အဲ့ယထာဆက်ကောင်းကြီးပေါ့။အဲ့နာလေးမှာတည်ထားတယ်ယထာဆက်ကောင်းရောဘုရားရုံလေးနဲ့ထထားလိုက်ပြီးတော့အဲထဲမှာဆိုရင်ဒီယထာလန်တစ်ချောင်းမှာဈေးဆိုင်ကြီးလုပ်ထားတဲ့ပုံစံမျိုးလေးတွေလုပ်ထားတာရှိပါတယ်နော်။ဒါတော့ဒီဒီကျွန်တော်ရဲ့ဒေဟန်လေးပေါ့နော်။ ဒီနေရာကိုရောက်ရှိနေပါတယ်အဲ့မှာသူရထားပုံစံနေရာတွေလုံးမျိုးရှိတယ်ဘူတာလေးနဲ့ပေါ့နော်အဲ့ထားတဲ့တော့ပကြီကားလေးဖြစ်ပါတယ်နော်အာဒီဒဟန်နေရာတော့ဒီနေရာကိုရောက်တဲ့ခါမှာရဟန်းထူးခြားတာပေါ့နော်လူရဲ့လည်းအများကြီးယထာလန်းကိုရောက်တဲ့ခါမှာသူအရန်ကိုပျော်နေပါနော်ဒီတော့အစောဆုံးအိမ်မှာဒီယထာလိုင်းလေးရဲ့ယထာလိုင်းဂျွာလေးရဲ့ပေါ့နော် ိုအဓိကတော့ဒီယထာလန်လေးပဲပြောပါတော့မောင်တို့တော့သုံးပါလို့လေယထာလန်ယထာလန်စီလေးပဲပြောပါတော့အမှတ်တရအနေနဲ့ဒီလောက်ထားတာရှိပါဒီယထာလန်เนี่ยတော့ဒါငကိုရှိရတဲ့အတိုင်းပါပဲဘာမှပြောင်းလဲတာမရှိဘူးအဲအဲ့မှာဆိုရင်ဒါခုနကတော့ပုံရိပ်တည်နေတယ်တွားပြီးတော့လောက်ထားတာလည်းရှိပါတယ်အဲအမှချစ်စရာလေးเนาะဒီအဲ့အယူသုံးယူကတော့ ချိန်ပတယောက်ကငေးကြည့်တယ်တယောက်ကဟုတ်ပြီယထာလန်းကိုအတန်နားထောင်တယ်ဟောယထာလန်းကြီးကိုတန်ယုံပြတယ်အဲ့ကောင်တန်းလေးဘာလို့တော့သွားယထာလန်းဟုတ်ကြည့်နေတော့ခေါင်းတော့ထူနေဒီကောင်လေးလောအောင်တန်းလေးဟုတ်ကဲ့အဲ့ဒါသွားထူနေတော့ပြဲတူရောရှိတယ်အဲ့ကောင်လေးလူကလေးမှမနေအင်မတန်ဆော့တော့အေးဒါလည်းယထာအဲဘုရားလေး ဖြစ်ပါတယ်။နောက်ခုနပြောသလိုဒီဂျထန်လမ်းတလျှောက်ပါဆိုရင်တချို့နေရာတွေမှာဘယ်တော့လူမျိုးတွေရောင်စုံလမ်းလေးလျှောက်လို့ရအောင်လုပ်ပေးထားတာလေးရှိပါလေ။အရန်ပေါ့ဟိုလှပါတယ်။ဒီမှာဆိုရင်ဓာတ်ပုံရိပ်တဲ့ဥယျာဉ်ပေါ့နော်ဒီ1980တို့1970ဆိုတဲ့ဘုံမျိုးတွေပေါ့နော်။ရင်တော့ကကျောင်းဝတ်စုံလေးတွေရင်တော့ယူနီဖောင်းလေးရယ်ခုပြောဒီနေ့မှာမတရားနဲ့ဓာတ်ပုံတွေအများကြီးရောက်ကြတဲ့နေရာဖြစ်ပါခုနကပြောသလိုပါပဲပေါ့နော်။ဒီလမ်းလေးက ဒီကျွန်တော်ထင်တယ်မီတာ900 900လောက်ရှိရပေါ့နော်ရထားလိုင်းကြီးอ่ะအဲ့တောင်ဘေးပညာဂျပန်မှာဒီဒီကိုရီးယားရဲ့ဆိုဗီနီးယားဆိုင်နေနောက်တော့ဓာတ်ပုံဆိုင်နေပေါ့နော်ခုနကတော့ခုနကကျွန်တော်ပြောသူလဲ1980 1980ရပုံလို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 ပေါ့နော် uniform လေးတွေနဲ့ဒီဓာတ်ပုံရိုက်ကြတာတော်တော်ကြီးကိုများပါတယ်ထင်ထားတာကိုများတယ်ပေါ့နော်လက်ထားလမ်းလေးလည်းတိကျတယ်လှုပ်ထားတယ်ကျွန်တော်တို့လည်းအချိန်ရောရန်ကုန်မှာ ်ရထားမျိုးပတ်လည်နေရမှာကန္နာလည်းပတ်ပါသူပုံနိုင်မှုတွေလောက်အောင်နော်သူချကြလေတိုး attraction ဖြစ်တာပေါ့နော်မကြည့်ပါအောင်ဓာတ်ပုံတွေလည်းအရင်အဲလောက်ထားတဲ့နေရာလေးတွေရှိနေအဲလောက်ပါဓာတ်ပုံတွေနော်အဲ့လို uniform တွေနဲ့အချောင်း uniform တွေနဲ့အထာတုပ်ပြီးတော့ထိတ်ထားတဲ့ပုံတွေအကုန်လုံးတသိမ်းရပါပဲအဲဆိုပြီးနေရာတော်တော်လေးဒါအခုကျွန်တော်ဖော်ပြထားတာ ဆိုရဲောက်ချင်မှဆိုရင်တော့မတော့ကျွန်တော်ကိုလေကြည့်ရတာအရန်ဆန်းတယ်ပြည်မှာဟိုတော့ဟိုတို့ပြမပြဟိုဖွဲ့စည်းတဲ့ရုပ်သားသလိုမျိုးပဲဘယ်တော့ခံစားရပါလဲအဆုံးမဲ့တော့ဒီမှာတော့တခြားစားတော့ဆိုင်နေတဲ့စားရဲအဲ့လိုမျိုးပေါ့နော်မီးဘူလေးတွေမှာလို့ကိုရရဲ့ဒီပန်ကိတ်တို့တခြားဘာလို့ကင်စားတဲ့အဲ့လိုမျိုးမျိုးဆိုတော့ခေါပုတ်လို့ဟာမျိုးပေါ့များတည်ရအဲ့ဒါမျိုးပေါ့ပုံမှန်ကင်စားတဲ့ နေရာလေးလည်းရှိတယ်ဒါတိတိကျအဆုံးမှာပဲဟိုရင်တော့သူရဲ့ဒီဒီဘောတော့ကျွန်တော်တစ်ညလုံးလောက်ဒါအဆုံးမှာပဲเนาะတော်တော်ကြီးဆိုင်ရဆုံးရဲ့ဒီလိုရုပ်ဖြစ်တဲ့နေရာလေးရှိတယ်ဆိုပြီးနေရောနေရာလေးရှိတယ်ဒီမှာပြန်လာဆောင်ပြီးရှိတယ်။ရှိပါတယ်။ရောက်ကြတ